တရုတ်တိုင်ပြည်အရေးနဲ့ပတ်သက်ပြီးတရုတ်ကိုရမ်းမဆဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဂျပန်ဝန်ကြီးချုပ်ဆာနာအင်တာကာအီချီကိုပြောကြားခဲ့တယ်လို့ Wall Street Journal သတင်းစာကနိုဝင်ဘာ29ရက်ကဖော်ပြခဲ့ပါတယ်။တရုတ်တိုင်ပြည်ရေးနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားကြောင့်ဂျပန်နဲ့တရုတ်ကြားတန်တမာရေးတင်းမာလာခဲ့ပြီးတဲ့နောက်အခုသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အခုလအစောပိုင်းကတာကာအီချီဟာဂျပန်လွှတ်တော်မှပြောကြားခဲ့တဲ့မှတ်ချက်စကားအတွင်တရုတ်အနေနဲ့ တရုတ်တိုင်ပေကိုတိုက်ခိုက်မယ်ဆိုတာကဂျပန်ကစီးရင်နဲ့ဂျာဝင်ရလိမ့်မှာဖြစ်ကြောင်းပြောကြားခဲ့တဲ့အတွက်နှစ်နိုင်ငံအတင်းမှမူတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ24ရက်ကထရမ့်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့ဖုန်းဆက်သွယ်ပြောဆိုမှုမှာရှီက တရုတ်တိုက်ပွဲဟာစစ်ပွဲအလွန်နိုင်ငံတကာအခင်းအကျင်းမှာတရုတ်ရဲ့ခွဲခြားမရတဲ့အစိပ်ပိုင်းဖြစ်ကြောင်းပြောကြားခဲ့တယ်လို့တရုတ်နိုင်ငံသားဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အဲ့နောက်မှကြာမီအချိန်အတွင်းမှာပဲထရမ့်ဟာတာကာအီချီနဲ့ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီးတရုတ်တိုက်ပွဲရဲ့ထုံးချအာဏာနဲ့ပတ်သက်ပြီးတရုတ်ကိုရန်မစဖို့အကြံပေးခဲ့တယ်လို့ Wall Street Journal သတင်းစာကဒီဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်ပြီးနှိစက်တဲ့ဂျပန်ရာရှိတွေနဲ့အမေရိကန်နိုင်ငံသားတဦးတို့ကိုကိုးကားပြီးသတင်းမှဖော်ပြခဲ့ပါတယ်။ ထရမ့်ရဲ့အကြံပြုချက်ကလိမ္မာပါနဲ့ပါတယ်။သူကတာကအီချီကိုသူပြောတဲ့မှတ်ချက်စကားကိုပြန်လည်ရုပ်သိမ်းဖို့ဖိအားမပေးခဲ့ပါဘူးလို့အဆိုပါသတင်းစာမှာဖော်ပြခဲ့ပါတယ်။တာကအီချီကလည်းသူဟာထရမ့်နဲ့ဖုန်းပြောဆိုခဲ့ခြင်းကထရမ့်နဲ့ရှိတို့ကြောင့်ဖုန်းဆက်သွယ်ပြောဆိုခဲ့တဲ့အကြောင်းကိုဆွေးနွေးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး AFP သတင်းဌာနရဲ့မှတ်ချက်တောင်းခံမှုကိုတာကအီချီရဲ့ယုံကမှတ်ချက်ပေးဖို့ညှင်းဆဲခဲ့ပါတယ်။